American သမ္မတ Donald Trump ဟာအသက်49နှစ်အရွယ်ဗဟိုအယူခံတရားရုံးရဲ့တရားသူကြီး Neil Gorsuch ကိုဗဟိုတရားရုံးချုပ်တရားသူကြီးအဖြစ်အမည်စရင်းတင်သွင်းလိုက်ပါတယ်။သမ္မတ Donald Trump ဟာဗဟိုတရားရုံးမှာ Conservative အများစုကိုပြန်လည်ထားရှိဖို့နဲ့ကိုယ်ဝင်ဖျက်ချမှုတနက်ကင်ဆောင်ခွင့်ထိန်းချုပ်မှုသိမ်းနှံချမှတ်မှုနဲ့ဘာသာရေးဆိုင်ရာအခွင့်အရေးတွေလိုသဘောထားကွဲလွဲမှုတွေဖြစ်ပေါ်နေတဲ့ကိစ္စရပ်တွေမှာကူညီဆုံးဖြတ်ပေးဖို့အတွက်သူ့ကိုရွေးချယ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ကော်လိုရာဒိုဇာတိဖြစ်တဲ့နေကော်ဆက်ကိုဗဟုတရားရုံးချုပ်တရားသူကြီးအဖြစ်အတည်ပြုခန့်အပ်မဲ့ကိစ္စအတွက်စီးနှိတ်လွှတ်တော်ရဲ့အတည်ပြုချက်ရရှိဖို့ဒီမိုကရက်တီရဲ့ကန့်ကွက်မှုနဲ့ရင်ဆိုင်နေရတယ်လို့လည်းသိရပါဗျ2016ခုနှစ်ဖေဖော်ဝါရီလကကွန်ဆာဗေးတစ်ဝါဒီတရားသူကြီးအန်တိုနီစကာလီယာကွယ်လွန်သွားမှုကြောင့်လစ်လက်သွားတဲ့တရားသူကြီးနေရာအတွက်ဒီမိုကရက်တစ်သမ္မတဟောင်းဘာရက်အိုဘားမားကအမည်စင်းရင်တင်သွင်းခဲ့သူကိုရီပက်ဘလီကန်တွေကကန့်ကွက်မှုတွေပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ် ကော့ဆက်ဟာနှစ်ပေါင်း25နှစ်ကျော် ကာလအတွင်းအမေရိကန်နိုင်ငံရဲ့အစ်စ်အမြင့်ဆုံးတရားရုံးအတွက်အမည်စရင်းတင်သွင်းခံရတဲ့အသက်အငယ်ဆုံးပုဂ္ဂိုလ်တဦးဖြစ်လာခဲ့ပြီးသူအနေနဲ့လာမယ့်ဆယ်စုနှစ်များစွာအထိဗဟုတရားရုံးချုပ်ကိုဦးဆောင်ခွင့်ရရှိနိုင်မှာလည်းဖြစ်ပါတယ်။အိမ်ဖြူတော်ကဗဟုတရားရုံးချုပ်တရားသူကြီးယာရုအတွက်ရွေးချယ်ကြောင်းကြေညာခဲ့ချိန်မှာတမရဒေါ်နယ်ထရမ့်က တမရလောင်းအဖြစ်ဝင်ရောက်ရှင်ပြိုင်ခဲ့တဲ့လွန်ခဲ့တဲ့လပေါင်းများစွာကတည်းကအမေရိကန်မဲဆန္ဒရှင်တွေကိုထူးချွန်ထက်မြက်ပြီးအရေးအချင်းပြေးဝတဲ့ပုံကိုယ်တွေကိုချပြခဲ့ပြီးသူတို့တွေကနေအစိုးရယာရုတွေကိုရွေးချယ်ခန့်အပ်သွားမယ်လို့အတိအလင်းပြောကြားခဲ့ပါတယ်။မဲဆန္ဒရှင်တမ်းပေါင်းများစွာကကျွန်ုပ်ကိုတမရအဖြစ်ဆန္ဒမဲပေးခဲ့တဲ့နေရာမှာလဲအဲ့ဒီအချက်ကအဓိကအကျဆုံးဖြစ်ပါလိမ့်မယ်။ကျွန်တော်ကဂရိတီရဲသူဖြစ်တဲ့အတွက်ပြည်သူတွေကိုပေးထားတဲ့နောက်ထပ်ဂရိတစ်ခုကိုဆက်လက်ဖြည့်ဆည်းတဲ့အနေနဲ့တရားသူကြီး Neil Gorsuch ကိုဗဟိုတရားရုံးချုပ်တရားသူကြီးအဖြစ်ရွေးချယ်ခဲ့တာဖြစ်တယ်လို့ဆိုပါရယ်။ ကော့ဆက်ဟာအမေရိကန်အယူခံတရားရုံးရဲ့ဒဏ်မအခြေစိုက်၁၀ဦးမြောက်တရားသူကြီးတဦးဖြစ်ပြီး2006ခုနှစ်မှာအမေရိကန်ရီပက်ဘလီကန်သမ္မတ George W Bush ကအယူခံတရားရုံးတရားသူကြီးအဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်။တရားရေးဆိုင်ရာယာရုတွေအတွက်အမြင့်စင်းရင်တင်သွင်းသူတွေကိုအတည်ပြုဖို့အတွက်မဲပေးဆုံးဖြတ်ရမယ့်စီနိတ်လှုပ်တော်မှာဒီမိုကရက်အမတ်တွေက Donald Trump ရဲ့အမြင့်တင်သွင်းမှုအမှန်တရားကိုတားဆီးဖို့စူးစမ်းသွားမှာဖြစ်တယ်လို့ပြောကြားထားပါတယ်။ ကော့ဆက်ဟာဘာသာရေးဆိုင်ရာအခွင့်အရေးတွေကိုအားပေးထောက်ခံတဲ့ conservative ပညာရှင်တဦးအဖြစ်လူသိများပြီးဗဟိုတရားရုံးတရားသူကြီးအဖြစ်ဆယ်စုနှစ်ပေါင်းများစွာတာဝန်ထမ်းဆောင်ခဲ့တဲ့ conservative တဦးဖြစ်တဲ့ scalia ရဲ့လောင်ရိပ်အောက်မှာကြားရောက်နိုင်တယ်လို့ရှုမြင်ခံထားရသူလည်းဖြစ်ပါတယ် 1992ခုနှစ်က Republican သမ္မတ George W. Bush ဟာအဲ့ဒီအချိန်ကအသက်43နှစ်အရွယ်သာရှိနေတဲ့ Conservative Wardy Clarence Thomas ကိုရွေးချယ်ခန့်အပ်ခဲ့ပြီးနောက်ပိုင်း Gorsuch ဟာ American ဘ ਹੁ တရားရုံးချုပ်တရားသူကြီးယာဒူအတွက်အသက်အငယ်ဆုံးရွေးချယ်ခံရသူဖြစ်လာပါတယ်သူဟာ American သမ္မတ Ronald Reagan လက်ထက်မှာ American သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး Agency ရဲ့ပထမဦးဆုံးအမျိုးသမီးခေါင်းဆောင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ Amber Fox ရဲ့အသားဖြစ်တယ်လို့သိရပါဗျ။ Thank you.